မော်ဇိုဂျူနဲ့အာဒါတို့အားတမန်းမွေကြကြီးကိုထိတ်တဲ့ရင်ဆိုင်ခဲ့ကြပြီးရိုးရေးဆန်ကန်တွေဖြစ်နေခဲ့ကြတာပေါ့တမန်းမွေကြကြီးကတော့နှလုံးပြူးချီဆန်ကိုတော့ဘာမှမဖြစ်ပဲအန်တုနေနေခဲ့ပါရင်သူ့ရဲ့ခါတာကိုဟာကြီးမတိုးတာဖြစ်တဲ့အတွက်တမန်းမွေကြကြီးကိုအန်ဒီကိုဝယ်မလာရုံတမဲထိထားနိုင်ခဲ့ရတာရှိပါတယ်ဒါပေမဲ့လေ စားချစ်တဲ့သူမတို့ပဲမရရအောင်စားဖို့ကြမှာဖြစ်ပြီးအန်ဒီကိုဝယ်လာနိုင်ဖို့စူးစမ်းနေခဲ့ပါတယ် ဒါကြောင့်သူဟာမိကြီးကိုလက်နဲ့ထောက်လိုက်ပြီးတော့ဘိုးဆိုကြီးတို့ထံချီးကဲဖို့ဟာယူနေခဲ့ပါတယ်။ပုံမှန်မှာအာဒါကလည်းသူဝင်လာတော့မှကိုတီလို့ဒူလေးများကိုအ мян ပြင်ဆင်လိုက်ပြီးဝင်လာတော့မှကြာကြီးရဲ့မြင့်လို့ကို ပြည့်ဆက်လိုက်ပါတယ်။အာဒါရဲ့ပြည့်ချက်ဟာထိမှန်သွားခဲ့ပြီးတော့တမန်ကြာကြီးရဲ့မြင့်လို့တစ်ဖက်အားလေးမြားတိပြီးတော့ကန်သွားခဲ့ပါတယ်။ဒီကြီးမေတို့အချစ်ကိုယိုကြီးတစိုးလိုကန်းဆိုတဲ့စကပူကိုကြားဖို့ကြလာပြ ိုင်မဲ့ကိုကတဖက်သက်ချစ်ဆွေတော့တမန်ကြကြီးလိုတဖက်တည်းကန်းတက်ပါရင်ဒါကြောင့်တဖက်ကန်းလေးတွေဒီဗီဒီယိုကိုကြည့်နေတဲ့ဆွေတော့မင်္ဂလာပါလို့လို့ဆက်လိုက်ပါတယ်တဖက်ကတမန်ကြကြီးဟာမလို့တိုင်ရာကြောင့်သူ့ရဲ့ဥတီယာဝေဝါးသွားခဲ့ပြီးတော့တီးထန်စွာအော်ဟစ်နေခဲ့ပါတယ်ဒိုနာမလို့မှဆန်နေခဲ့တဲ့မြားတာကိုအလင်းမြန်ပဲဆွဲထိုးလိုက်ပါတော့တယ်မိုးဆိုးဥယျာကြော်ကတနေ့ပြည့်တဲ့နေရာမှာဆရာကြတယ်လို့ ာဒန်ကလည်းဒူလေးပစ်တဲ့နေရာမှာသူ့ပေတဲ့တော်ပါတယ်။ဒါယာရသွားတဲ့ကြားကြီးဟာခဏကြာမှာတော့အစားကသူ့ရဲ့စီစဉ်ကိုပြန်လဲကြိုးစားခဲ့ပါတယ်။ဒါကြောင့်လေးပဲထောက်ပြီးတော့အာဒန်လေးစီကိုခုံဝင်လာဖို့လုပ်နေခဲ့ပါတယ်။ပြီးတာနဲ့အာဒန်ရဲ့အရှိတတဲ့ကိုရှိန်နဲ့ခုံဝင်လာပါတော့တယ်။တမန်ကြားကြီးဟာဒါယာရသွားခဲ့တာတောင်မှသူနေရာမှာပထွက်သွားခဲ့တာကြောင့်အသိသက်ဖို့ကလွယ်ပြီးတော့ရွေးချယ်စရာမရှိတော့ပါဘူး။အခုလေ အာရာစီကိုခိုးပြီးဝင်လာခဲ့တာကြောင့်ဘုဆိုးကြီးရဲ့ဂလုံသားဘူတို့ကတမန်ကြာကြီးကို တားဆီးလိုက်ပါတယ်ဂလုံသားဘူမိလဲရတဲ့တမန်ကြာကြီးဟာမိကြီးပေါ်ပက်လက်လန်ပြီးလဲကျသွားခဲ့ပါတယ်ဒါပေမဲ့လေဒီလိုနဲ့မလို့လောက်သေးတာမို့ကြာကြီးကတော့ပြန်လဲကိုယိုထလာခဲ့ရဲ့ဗျသူထလာတာနဲ့ဒီခါလေသူ့ကိုတက်ခဲ့တဲ့မိုးဆိုးကြီးကိုလက်သေးဖြစ်ချဖို့လိုတာပေါ့ဒါကြောင့်မိုးဆိုးကြီးဟာအဝေးတနေရာကိုဘရစ်ထွက်သွားခဲ့ပါတယ် သူ့တခင်ထီသွားတာနေတော့ငညိုလေးကလေမိုးဆိုးတွေ့သမန်းချတိတ်ပွဲတဲ့ကိုဝင်ချလာခဲ့တယ်ဗျငညိုလေးဟာသမန်းချရဲ့ခြေထောက်တွေကိုကိုက်ပြီးတော့မိုးဆိုးကြီးတို့ကိုအခြေဆွဲပေးနေခဲ့တာပေါ့အဲ့ဒီချိန်တွေမိုးဆိုးကြီးကလည်းသူ့ရဲ့ဓာတ်ကိုအာရစီပြစ်ပေးလိုက်ပါတယ်အာရန်ညော့ မိုးစိုးဦးမျိုးကျော်ဟာအသက်ပဲရပြီမလို့အာရနဲ့စာလိုက်ရင်တော့သူ့ရဲ့လှူရှားမှုတွေဟာတိတိတတ်တာနှေးကွေးနေခဲ့ပါရဲ့ဒါကြောင့်တဲ့ကြွများစားတဲ့အာဒါကိုဒါပေးပြီးတော့တမန်ကြကိုအဆုံးသက်စေခဲ့ပါရဲ့ဒါကိုယူပြီးတာနဲ့အာဒါတရားလက်ထက်ကဒါနဲ့ကြာကြီးကိုတစ်ချက်ချင်းအကျွေချွေပါရဲ့အကောင်ကြီးတယ်ဆိုတော့တစ်ချက်တည်းနဲ့ရှော့ပြဖို့မဖြစ်နိုင်ဘူးလေတူပေမဲ့အချက်ပေါင်းများစွာဆိုရင်တော့အကောင်ကြီးလည်းအဖြစ်အပျက်အားနည်းလာမှာဖြစ်ပါရဲ့အာနာအတွက်တော့ ဒီလိုထိတ်တဲရင်ဆိုင်ရတာဟာပထမဆုံးဖြစ်တဲ့အတွက်အနှဲငယ်ဖေဟိုဖရဲဖြစ်နေခဲ့ပါ යි သူတို့ညောင်ရတဲ့ပွဲဟာပေးတန်လာပြီးတော့မွေသမန်းကြားကြီးအားလည်းမွေဒီကောင်ရဲ့ပုံတံလိုမိကြီးမာတွားသွားလာခဲ့ပါတယ်အာဒန်ကလည်းသမန်းမွေကြားကြီးတကုတ်ခုလှုပ်တော့မကိုတိကျတဲ့တမန်ကြားတဲ့လက်ဦးအောင်သမပေးလိုက်ပါတိုင်ဟာဒါချက်ပေါ်များစွာနဲ့တမန်ကြားကြီးကတော့သူ့မှာနောက်ဆုံးကြံတဲ့ခေါ်အားတွေနဲ့အာနာကိုလက်နဲ့ဖမ်းဆုပ်ဖို့လိုတာပေါ့ ။ပညာဖြစ်လက်တဲ့ကောင်လေးကတော့တမန်ကြားလက်ကိုရှာကလက်ထက်ကဓာပြီးမျက်နှာကိုထိုးဆိုင်ပြလိုက်ပါတယ်။တမန်ကြားကြီးလည်းအနောက်ဆုံးဓာထိုးချက်ကြောင့်တန်ရာတွေပွက်လက်ပွားနေလက်ကျသေးဆိုးသွားခဲ့ပါတယ်။သူသေဆိုးသွားတဲ့ချိန်မှာတော့ဒီရဲ့နေတဲ့သူ့ရဲ့မျိုးတစ်ပတ်ဟာချက်ချင်းမိမ့်မိသွားခဲ့တာပုံထိုရာကိုသူတို့သားဖလည်းတွေ့မြင်လိုက်ရတယ်ဗျအစိုးမှာတော့ ဇံမာလှပါလေဆိုတဲ့တမန်ကြကြီးကိုတာပါနှယောက်လေခွေးတကောင်နဲ့တူအနေယူခဲတာဖြစ်တယ်ဗျထို့နောက်မူဆိုကြီးဟာတမန်ကြစီကိုရှောက်သွားပြီးတော့သူ့ရဲ့ဓာကိုနှုတ်ယူလိုက်ပါပြီပြီးတော့လေဈေးကြီးအတုံးဝင်တဲ့ကြားတီတွေကိုတခါတည်းဖျက်ယူပို့လို့တာပေါ့အာရန်ငါတို့တော့တစ်ချက်ကိုနှစ်ချက်ပြက်တာပဲကွာဒီကြားတီတွေကိုငါတို့ဖျက်ယူရမယ်ဒီတီတွေကအဈေးကြီးတယ်လေရောက်ရောက်ရင်ဓာတွေကို ဘွယ်လန်ခန်းနာတွေလို့တဲ့သူစီကိုရောက်လို့ရတယ်ကွာသူတို့ဈေးကြီးပေးလိမ့်မယ်ဒါပေမဲ့ငါဝတော်မင်းနည်းနည်းကူရမယ်နော်အာကူပေးမှာပေါ့ဖေပြောစရာမှမလိုတာအေးမင်းလည်းတကယ်တော်တယ်ကွာပထမဆုံးပွဲမှာတင်မိကလက်စွမ်းပြတာပဲကွာပြီးတော့ဒီလိုတမန်ကြားရိဆိုတာတမန်ကြားရိတဲ့ပို့ပြီးတော့တမ္မာကြားတယ်ခေါ်အားကြီးမကြားတယ်ဆိုတာကိုမင်းလည်းတွေ့တယ်မဟုတ်လားအဲ့ဒါကြောင့် ူတို့ရဲ့တေတွေကလည်းထူချာပြီးတော့အတော့ကိုတော့ဝင်တာတချို့ဆိုရင်အစီရင်တွေထဲမှာတော့မှအတူပြူကြသေးတာဟုတ်လားပြီကျွန်တော်မှတ်ထားပါမယ်တမန်ကြာရဲ့အိုင်ဒီယာတွေကတော့ပြီးဆုံးသွားခဲ့ပြီမေနောက်တဲ့ပြဿနာတခုကြံရှိနေပါသေးတယ်အဲ့ဒါကတော့အစကငညိုလေးပန်းထားတဲ့ရှူးတွေဟာအခုမှစွားပြလာခဲ့ပါတယ်အေးကြီးမှပေးချနေတဲ့ရှူးခွက်တွေဟာထုတ်သိသွားတာနဲ့အနက်ဆိုးတွေထွက်လာခဲ့တာပေါ့ ဒါကြောင့်သူတို့သားပေါင်းညှောက်လေတစ်ခေါက်ကိုတော့ပိတ်ထားလိုက်ရပါတော့တယ်ခဏကြာတော့သူတို့လေအဝိစားတွေလဲပြီးတော့မိဖို့တပေးလေးမှာထိုင်နေခဲ့ကြပါတယ်ငညိုလေးကတော့သူ့ကိုစိတ်ဆိုးနေပြီဆိုတာသိတော့အပြစ်ရှိသလိုခံစားနေကြရတာပေါ့ဒါပေမဲ့မုတ်ဆိုကြီးကတော့ငညိုလေးကို နားလဲပေးရှာပါတယ်မိကလည်းကွာသူ့ကိုစိတ်ဆိုးမနေပါနဲ့ငါတို့ကတော်တော်မှမလို့ပဲအေးအေးကြီးနေတာကိုကွာ ကူသာအဲ့လိုမလို့ရင်ငါတို့ညောင်တမန်ကျန်းစာဖြစ်နေလို့ပြီ။တယောက်ဆိုတော့ကိုလည်းတွေ့ရမှာမဟုတ်တော့ဘူးကွာ။ငါတို့တွေနောက်ဆုံးညဖြစ်သွားနိုင်တယ်။ဒီလိုပြောပြီးတာနဲ့သူ့ရဲ့တက်ကအသားတို့ကိုငညိုလေးစီပြစ်ကျွေးလိုက်တယ်ဗျာ။ငညိုလေးကလည်းအရန်သူ့ကိုစိတ်ဆိုးမပြေသေးဘူးဆိုတာကိုသူသိနေခဲ့ပါရဲ့။ဒါကြောင့်သူ့ရဲ့သားတို့လေးကိုကြိုက်ချပြီးတော့တနည်းအားကိုထွက်သွားခဲ့ပါရဲ့။အာရဒီညကတော့ကွာညတာတူလို့တယ် ငါမျက်လို့တွေတော့လေးလံနေတာပဲအခြေကလည်းတင်းမရှိတော့ဘူးမကြခင်နေထွက်တော့မယ်ဒါနဲ့မင်းမှထိမိခက်မိထားတဲ့တန်ရာတွေရတာသေးလားငါ့ဤထံမှာလေးစေးရှိတယ်နော်ခဏကြာမှတော့မိုးဆိုးကြီးလည်းနေထွက်ချေကိုစိုက်ရင်းနဲ့အိပ်ပျော်သွားခဲ့ပါလေမိုးဆိုးကြီးကအိပ်ပျော်သွားခဲ့ပြီမဲ့အာဒါလေးကတော့အိပ်မပျော်သေးဘူးဗျသူလည်းအိပ်မပျော်တယ်ဆိုမညိုလေးရဲ့နာကို ထွက်လာခဲ့ပါလေ ပြီးတော့ဒီလိုပြောခဲ့တယ်ဗျမိကိုကျေးဇူးများကြီးတင်ပါတယ်ကွာစိတ်လည်းမဆိုးတော့ပါဘူးဒါပေမဲ့နောက်တစ်ခါကြာရင်တော့မင်းနာနေအကြီးဘော်ကိုတော့မပန်းပါနဲ့ကွာနော်ခွေးလေးကလည်းနားလိုက်တဲ့ဟန်နဲ့လက်တတိမူရလေးနဲ့တို့ပြန်ခဲ့ပါတယ်ဒီလိုနဲ့မော်ရညာဟာကိုယ်ဆိုးသွားခဲ့ပြီးရှေ့ဘက်ကနေလို့ကြီးဟာတောက်ဆွဲကြားတွေကနေထွက်လာခဲ့ပါတယ် လေတို့လာတဲ့အချိန်မှာတော့ဘိုးစိုးကြီးတို့တာဖာနဲ့ငညိုလေးတို့လည်းအပြန်ခီးကိုပြန်လဲစတင်ရတာပေါ့ဒါပေမဲ့ခီးကိုမစတင်ခင်မှာတော့တမန်ကျရဲ့ရေခေါ်တွေကိုတေချာလေးထိုးပိုးနေခဲ့ရပါတယ်တရေဖြစ်ဥတဲ့အခါမှာလေလက်စဲချီသေးတွေနဲ့အစွဲတွေကိုတက်တက်ဖက်ထိုးရသေးတာမို့အတော့ကိုလက်ဝင်လှပါတယ်အားလို့ပြီးမှတော့ဘလိုအပ်တဲ့ကြွေးကြံတွေကိုတတရားမှာမြှုပ်နဲ့ထားရခဲ့ပါတယ်ပြီးတာနဲ့သူတို့လည်းအပြန်ခီးကိုစတင်လိုက်ရဲ့ ထွက်ခွာလာခဲ့တယ်ဗျာသူတို့ရဲ့အိမ်ကမဲ့နန်းခီမာယုံဘလို့တက်တော်ရင်းနဲ့တွေ့ရအောင်လဲဆိုတာကိုရေဖိုးလိမ်မောစွာနဲ့စုပ်ကြည့်ရမှာပေါ့ဗျာ